င်နဲ့အမေကိုအဲ့လိုဖွဲ့ချပြီးတော့မြင်လာအဲ့အဲ့လောက်ရှိခဲ့တာပေါ့ရုံးနေဦးစင်းဟောဒါ50ခုဆိုရင်50ကျော်ပေါ့နော်တကယ်တမ်းတွေ့ကြည့်ရင်သူတီဩပါပြည်လေးဖုံးဆိုပြီးတော့ရက်တီနေနိုင်တာအဖေကြောင့်ဆိုတာနောက်မှတဖြည်းဖြည်းတရေရေပေါ်လာအဲ့အဲ့လိုနေနေပြောချင်တာ ဘုံတို့ဖေးကဘာဘာလုပ်တယ်လဲဆိုတော့တကောင်ဆိုင်နွားမောင်းနဲ့နွားသမားပေါ့တကောင်ဆိုင်နွားလေးဂျော်ကီပေါ့မောင်းပထမရတာတော့ဂျော်ကီဂျော်ကီတော့သိမ့်မသိဘူးအဲ့တော့အဲ့ဖေးကအဲ့လိုနွားမောင်းနဲ့ကဒီနေ့ဟိုရပလဲဆိုတဲ့ရွာကိုသွားပြီးတော့နွားမောင်းရပလဲဆိုတဲ့ရွာပလဲရွာပလဲကိုရပလဲလို့တန်ထွက်ပတ်တယ်အဲ့မှာအဲ့ဒီရွာကဘာလို့ဘုံတို့ရွာကမြစ်ကအရှိတ်ကမ်းမှာ ဲ့ဒီရွာမြစ်ကဲအနောက်ဘက်ကမ်းမှာတောင်ကြီးကိုကျော်ပြီးမှသွားနိုင်တာရောက်နိုင်တာဒီဘက်လဲရွာဘောပဲမင်းလုံးမင်းလာဘက်ကိုတက်သွားတယ်အဲ့ဒီကိုသွားတဲ့ကားကြတော့ဦးစင်လိုက်ချင်ပဲဦးတော့ပက်ကျစ်ကလေးတွေနဲ့ပေါ့နွားကိုတင်းသွားနွားနာမယ်အောင်မြင်သိမ့်တယ်ဇေယပြောတယ်အောင်မြင်မှုတွေသိမ့်ပိုက်ဖို့အောင်မြင်သိမ့်လို့မှဲ့တာဆိုပြီးတော့တကယ်လဲဘေးအိုက်ခေတုံကသူကပွဲတိုင်းနိုင်ဒုက္ခဒုက္ခပေါ့နော်သူအောင်မြင်မှုရနေတယ်ပေါ့အဲ့ဒါနဲ့ နာမြစ်ကိုဖြတ်အမြစ်ကန်းစိတ်ကရွာကြတော့မှလိုက်ပုံမဲ့လဲနဲ့အနွားကိုနောက်ကနေပြီးတော့ချီးပြီးဆွဲရတာပေါ့ဟိုပြိုင်မဲ့နွားကိုမပင်ပန်းအောင်အလဲသမားရဲ့ပုံပုံရဲ့ပုံပုံဖေးရဲ့ပေါ့နောက်လူတွေကနောက်တစည်းပေါ့အလိုနဲ့တောင်ကြီးကိုဖြတ်လိုက်တဲ့အခါအဲ့တောင်ကြီးကမန္နာတွင်းပုံပုံကအရှိတ်ကန်းလေးပြီးတော့လှမ်းညောကြည့်ရတဲ့တောင်ကြီးအဲ့ဒီတောင်ကြီးကိုကအိုတိုင်းချက်နေရတဲ့အချိန် ိတ်ထဲမှာကြည်နုနေတာပေါ့တောတောင်သဘာဝလေဘုခေတ္တမို့ဘုခေတ္တကတော်ကြီးတောင်ကြီးနေနှစ်40လောက်ရှိသွားတယ်။အဲ့ဒီမှာတောင်ထိပ်ကိုရောက်တဲ့အခါကျတော့လက်ခဏနားတယ်။နားတယ်လည်းပင်မတော့ခဏနားကြအောင်လဲ၈နာရီ၉နာရီချင်းလောက်ပဲ။အဲ့နားတဲ့အခါကျတော့အဖေကဘုံဘုံက၈နှစ်သား၉နှစ်သား၁၀နှစ်သားပေါ့လေအဲ့ရွယ်လေးမှာဘုံဘုံကိုလက်ဆွဲပြီးတော့မြင်သာတဲ့နေရာတစ်ခု view point တွေရနေ မြစ်ပဲရှိပဲကောင်လှမ်းပြပြလိုက်မှာဘုံလှမ်းကြည့်တာကိုနေခဲ့တဲ့ရွာတောင်ဟွာဘွတောင်ဘွားကြည့်လိုက်တော့ရမ်းလာရွာဦးမှာလည်းပြားစီတွေနဲ့ရွာတောင်ဘက်မှာလည်းဘုလိုရာတွေဆိုတော့ပေါက်တော့ကြီးရလဲပေါက်တင်နေရပွင့်လို့ပေါ့မြေကန်းနှစ်ခုလေးနဲ့ထန်းတော်နဲ့တရတော်နဲ့အာရွာရဲ့မြောက်ဘက်မှာလည်းလေကွင်းတွေနဲ့ဘွားကြည့်တော့ရမ်းလာအဲ့ဒါအဖေနဲ့ ုံးမုံးရဲ့ကြားထဲမှာတုံးတဲ့နန်းစားသူကကုံးမုံးကိုလူလေးလို့ခေါ်တယ်အဲ့တော့လူလေးလို့ရွာလားဆိုတော့ဟုတ်တယ်အဲ့တို့နေတယ်တို့ရွာပဲဆိုတန်းတယ်အဖေလို့အပေါ်စီးကကျင်းလှသားပဲလို့ဟုတ်တယ်လေကိုရွာထဲမှာကိုနေတဲ့အချိန်မှာလှတယ်လို့မထင်ဘူးမထင်ဘူးဆိုတာကဒီမှာရွာထဲဖြတ်သွားလိုက်ဒီမှာဟွာပေါ့အနေချန်နေနဲ့ချန်စီယိုးတွေကကိုယ်ယူကားရတဲ့နဲ့နောက်ချီနေနဲ့ပုံနေနဲ့ထူးနေတဲ့ရွာကြီးပါ အပေါ်စီးကကြီးလိုက်တဲ့အခါကျတော့တော်တော်လှနေတယ်အဲ့တော့မှဖေကပြောတယ်လူလေးတဲ့ဘယ်အရာမဆိုးအပေါ်စီးကကြီးရင်လှတယ်အဲ့ဒါကအဲ့ဒါဘုံဘုံရဲ့လက်သုံးပြီးတမစကားပေါ့ဘယ်အရာမဆိုးပေါ်စီးကကြီးရင်လှတယ်အဲ့ဒါနဲ့ဘုံဘုံလည်းကြီးနေတာပေါ့စကားကပြတ်သွားတယ်ပြတ်သွားပြီးတော့မှအဲ့နေရာလေးကခွာခံနေကြမှာဖေကပြောတဲ့စကားလောကမှာလူရဲလို့ဖြစ်လာတယ် အမြင့်ကိုရောက်အောင်တက်ရတယ်အမြင့်ကိုရောက်အောင်ဆက်နိုင်ရင်လူဖြစ်ရကြုံမနှက်ဘူးတဲ့နော်အမြင့်ကိုမရောက်ဘူးတဲ့သူဟာအမြင့်ဆိုတော့ကိုမရောက်ထိုက်တဲ့နေရာလို့တတ်မှတ်ပြီးတော့အောက်မှာပဲမျောနေရင်တော့တနာစီရကြမ်းပြီးတော့နေခဲ့ရတယ်စကလုံးလေးတွေကဒါကိုကတော့ဖွဲ့ရတာပေါ့နော်သူပြောတာကအဲ့တိုင်းမျိုးပေါ့ ဆိုလိုရင်းကတော့အမြင့်ကိုလူဖြစ်လူရဲလို့ဖြစ်လာရင်အမြင့်ကိုရောက်ဖို့အောင်တည့်ရတယ်အမြင့်ကိုရောက်ဖို့မှလူဖြစ်ကျိုးနဲ့တယ်အမြင့်ကိုမရောက်ဘူးတဲ့သူကအမြင့်ကိုမရောက်ထိုက်တဲ့နေရာတစ်ခုလို့တတ်မှတ်ပြီးအောက်မှာပဲမျောငင်းပြီးတော့တနာစီရကြမ်းခဲ့တတ်တယ်တဲ့ဒါကြောင့်အမြင့်ကိုရောက်ဖို့အောင်တက်ပါလူတွေအားလုံးကဝိုင်းမော့ကြည့်နေတဲ့အဖြစ်မျိုးကိုရောက်အောင်ကြိုးစားပါဘုံဘုံတက်က10မိနစ်ဒီအပြီးတမားတွေတိတ်တော့လိုက်မှန်ပြီပေါ့ဒါမျိုးအဲ့ဒါလေးကိုအသေးမှတ်တာ လူရလို့ဖြစ်လာငါလူဖြစ်ပြီလူဖြစ်ရကြုံနဲ့ငါဘာလို့အောင်လဲအမြင့်ကိုရောက်အောင်တည်းရအမြင့်ကိုရောက်အောင်တက်ပါဆိုတာကအောင်မြင်မှုတစ်ခုကိုရောက်အောင်ယူပြပါလို့ဒါပြောခြင်းဖြစ်တယ်လူရလို့ဖြစ်လာရင်အောင်မြင်မှုတစ်ခုမှရမှာမဟုတ်ဘူးဆိုရင်အဲ့ဒီလူကလူဖြစ်ကြုံမနဲ့ဘူးအောင်မြင်တဲ့သူတွေကိုမော့ကြည့်ပြီးတော့ငါဒီလိုအောင်မြင်တဲ့နေရာမျိုးမရောက်ထိုက်ဘူးဆိုလဲစိတ်နဲ့ပဲအောက်မှာပဲကြောက်နေအောက်ချီမှာပဲနေခဲ့ဆိုတဲ့သဘောပေါ့လေ အလိုအလေထားမျိုးလေးရောက်တတ်တယ်ဆိုတာအဲ့ဒီစိတ်ကလေးကိုဦးစင်းကအဲ့ဒီအချိန်ကစပြီးတော့ဟိုအဖေကဘာကြောင့်ပြောတာမှမသိဘူးဦးစင်းစိတ်ထဲမှာအဲ့ဒီအချိန်ကစပြီးတော့အောင်မြင်ရမယ်ဆိုတဲ့အတွေးလေးကကလေးဘဝမှာတွယ်ပြီးပြီးတော့လာခဲ့တယ်ပေါ့အဲ့ဒီစိတ်ကလေးနဲ့ပဲအောင်မြင်အောင်ကြိုးစားတယ်အသက်50မှာကိုမောင်မြင်သေးဘူးပထမဓမ္မပတိကလောက်ပြီးတော့အောင်မြင်မှုရှာတယ်မရဘူး ဘာလို့ဘောလူလေး၄၅ယောက်ရှိရင်လည်းစကားမပြောတတ်တော့အားတက်ဆိုတာဟိုလူလေး၅ယောက်၄၅ယောက်အီကိုတရားဟောဖို့ဆိုတာဘလို့မှဖြစ်နိုင်ဘူးအာဓမစရိယာလေးဒီအေးလေးဘာလို့ရောက်လို့လောက်ကြည့်လဲနောက်ကဆရာသမားမျက်စိကကွဲထားတော့ပြန်လာပါအောင်ပြန်လာပါအောင်ဆိုတော့လည်းနောက်ဆုံးမေးသူသူ့ရဲ့ရွာကိုဘောကကြောင်းထိုင်ပြရတဲ့အစီရောက်ပြီဒါလည်းကိုမောင်းမင်းရဲ့အသက်၄၀ကျော်မောင်းမင်းလေးလည်းကဘုံဘွားတွေ့တော့ချုံမွဲချလာငါအဖေကိုတောင်းဝန်ကြည့်တော့အဖေပြောတဲ့အတိုင်းငါမလိုက်နိုင်တယ် အမှ43နှစ်ကြာမှာအောင်မြင်မှုလေးဆိုရင်ရတာရလာပြီတုတိဩဘာဆိုတဲ့နာမည်လေးတစ်လုံးကိုယက်တိနိုင်တာအဲ့ဒီယက်တိနိုင်တာဒီတေချာစဉ်းစားလိုက်တော့အဖေရဲ့ကျေးဇူးအဖေပြောလိုက်တဲ့စကားလေးဒါအတက်ကလေးရလာမှပြန်စဉ်းစားဩအဖေအဲ့ချိန်တော့ငါ့ကိုဒီလိုပြောခဲ့လို့ငါအဲ့ချိန်ကြီးလည်းဒီဇိုင်းမျိုးမှလုပ်ခဲ့လို့ဆိုတဲ့အတွေးလေးပေါ့နော်အဲ့တော့ဒီမှာဘာဖြစ်တယ်လဲဆိုတဲ့အခါကျဥစဉ်နောက်ဆုံးမိတ်စုယူတဲ့အချိန်မှာ အဖေကုစုနားလဲတောတာအယုံခြုံရင်းသွားပြီပေါ့အသက်က85ဆိုတဲ့အခါကျတော့သိမကြဘူးအဲသူ80လောက်ပါဘုံတော်ကလည်းတတိယအကြိမ်စုရတဲ့အခါကျတော့သူ့ကိုပါစုပေးဖို့ခေါ်သွားတယ်ခေါ်သွားသိနားမကြတော့သူကတော့ဟိုကြည့်ဒီကြည့်ပေါ့ဥစဉ်စိတ်ထဲမှာတော့ဟိုနာဟိုဒီတကယ်နိုင်ငံတော်အကြီးအကဲတွေရဲ့ဂျားထဲမှာသူများသိနေနေမလားပေါ့စိတ်ထဲမှာ ဘာမှမသိငယ်ဘူးကျတော့စာပေစုရှင်ရဲ့အဖေဆိုပြီးတရေတယူဆက်ဆံရတယ်အမစုတွေပေးတာတွေပါလေကြည့်မြည့်ရည်လေးလဲနေတာဥစဉ်စိတ်ထဲမှာတွေ့ရတယ်တွေ့ရတာအဲဥစဉ်စုလက်မှတ်လည်းရအောင်ဥစဉ်အဖေ့နေရအောင်အကောင်လုံးကလားကင်မရာတွေပါလေတောက်ချက်ဝိုင်းရိုက်နေတဲ့ကြားထဲကနေပြီးတော့အဖေ့နေရအောင်ရောက်အောင်တော့အဲစုလေးကိုအဖေ့လက်ထဲကိုထည့်ပေးလိုက်တယ်ဒါလေးကိုဥစဉ်ဝတ္ထုလေးပြန်ရေးကြပါ ထဲရေထက်ပြေးလိုက်တဲ့အခါဦးသွားနားလေးတဲ့သူကြောင်တော်ဘာဘာများအဲ့လိုကမော့ကြည့်နေတာပေါ့အဲ့တော့ဦးစင်သူ့ကိုပြောလိုက်တဲ့စကားလေးတပွင့်ရှိတယ်အားလုံးကမော့ကြည့်နေကြပြီဘယ်လိုလဲနော်သူကတော့မှတ်မိကျင်တော့မှတ်မိနှစ်40လောက်ကသူပြောခဲ့တဲ့စကားကြောင့်ဒီနေရာကိုရောက်အောင်တက်ခဲ့တယ်ဆိုတော့သူသိကျင်မှသိတယ်ဒါမှမဟုတ်ဖုံးဖုံးကိုယ်တိုင်ကတော့အဲ့ဒါကိုခံစားပြီးတော့အဲ့ဒါလို့ လောက်ခဲ့ဘူးလေဆိုတာဒီစကားလေးကိုပြောကြည့်နေဟာလူမဲတဲ့3လလောက်လေအဲ့ဒါစိတ်ထဲမှာကြောင်းနေတာအခုတော့ရှောရှူပြောနိုင်သွားပါပြီအဲ့တော့ဥစဉ်ဒီအဖေပြောတဲ့အတိုင်းလိုက်နာနိုင်ခဲ့လို့ဒီနေရာရောက်ခဲ့တယ်ဒါမလို့ပြီးတော့ပါလို့ပြီးသေးရှစ်ဆက်အောင်ပါလေရှိသေးတယ်နော်လူဆိုတာလူပေါ်မှာလူရဲ့လူဖြစ်လာရင်ဟိုဘာဖြစ်ချင်တာလဲဆိုတာပထမစဉ်းစားလိုက် ကိုဖြစ်ချင်တာအောင်မကိုကရအောင်မလုပ်နိုင်ဘူးအဲ့ဒီလူကြီးကိုကိုကိုတောင်းမကြည့်ဘူးဒီလိုပဲခံစားမိတယ်နော်ဒါကြောင့်ကိုကိုရောက်ရှိကြတဲ့အားလုံးကကိုရဲ့မိတ်ဆွေတွေလည်းဖြစ်တယ်တဘာရကမတွေလည်းဖြစ်တယ်ဒီလိုလေးနဲ့ငါကျင့်တတ်ပြီဆိုပြီးရက်မနေပါနဲ့ရှေ့ဆက်တက်ပါ လုတ်ချင်ရတယ်ဆိုတဲ့အကြောင်းလေးဥစဉ်ဒါအဖေနေမှာစကားအနေနဲ့ဥစဉ်ပြောကြားလို့ခြင်းဖြစ်ပါတယ်။ तू ကစုလေရတော့စုစကားယူနေပြောတာပေါ့။ဥစဉ်ဖြစ်ချင်တာလဲဒီဟာပဲဖြစ်ချင်တာလေ။ဒီဟာဖြစ်ချင်လို့ဒီဟာဖြစ်လာတယ်ဆိုရင်ဥစဉ်ပြောရှင်နေလေ။ပြောရှင်နေတယ်ဆိုရင်ဒါအောင်မြင်နေတာပဲ။ဒီလိုပဲစိတ်ထဲမှာခံစားမိတယ်ပေါ့။အဲဒီမှာကြပြားလေးတစ်ပုဒ်နဲ့အဖေကိုဂုံပြုတ်ပြီးတော့ဒီဂုံချုပ်ပြီးပါမယ်။ရ40ပြည့်ပတ်တိုင်းဆိုပြီးအောင်မြင်ကတော့ရှောက်လုပ်ခဲ့တယ်။အထက်ကနေအဖေအကြောင်းလေးရေးတတ်တာပေါ့နော်။ ဦးဇင်းဘုရားနောက်ရင်တောင်ပြုသွားတယ်အခုနောက်ရင်တောင်ရဲ့သာသမီတွေလက်ထဲမှာဆိုတော့ဦးဇင်းတို့ကတစ်နှစ်မှာတစ်လလောက်နှစ်လလောက်ခေါ်ခေါ်ပြီးတော့ပြုစုဆောင်ရှောက်လာတယ်ဟိုကလည်းသာသမီတွေနဲ့ဆိုတော့အဲ့လိုအဖေဆိုမဲ့ပုံမပိုင်ဘူးလေဟောမျှသုံးနေရတဲ့သဘောဖြစ်နေတာပေါ့အဲ့တော့နော်ဒီအဖေဆိုတဲ့ကြပြားတော့အဖေရဲ့လို့မဟုတ်ပါဘူးအဖေရဲ့ကြပြားပေါ့နော်အဖေတဲ့ နှုတ်ချွေဖွင့်ဟပြောမပြပေမဲ့လည်းရင်ထဲကမေတ္တာနှိုင်းပြเสียမှရှိသိနေပါ၏လေတုံးပြန်မှုကိုမမျော်ဘူးကိုကြိုးကိုမရှာဘူးသာသမီတွေအတွက်မချို့ွက်တဲ့မေတ္တာအနစ်နာတွေကြောဖို့မြန်နိုးပေါ်ရသည်စုံရည်သဘောတွေးတော်ဥညွရင်ခွင်းလိုခြင်းများနဲ့အဖေနှစ်ပေါင်းကလေး အသက်ရှိပါစေတာဥစဉ်ကတော့ဥစဉ်ပြီအသက်ရှိလေးကြိုက်ပြီပါဆိုတော့ဥစဉ်ဖြစ်သွားတဲ့သူဖြစ်စေခြင်းနဲ့ပုံမျိုးရင်းသွားစေခြင်းလို့ပါနော်အဟိုဖြစ်နိုင်တော့ဖြစ်တဲ့ဒီအဖေလည်းအသက်ရှိပြီးတော့နေပါစေလို့ပဲဘုချိန်မှာတော့အဲ့စုကိုပဲတမျက်တနုတောင်းပါတယ်လို့ပြောကြရင်အဖေနေ့ကိုဥညွတ်အပ်ပါတယ်ဒီတဲ့အတွက်ကျွန်တော် ဒီပွဲကိုလာခြင်းလို့ကိုလူတွေကိုတွေ့ခြင်းလို့ကျွန်တော်အတော်တန်စီစဉ်ရပါတယ်။အဲရောက်နေနေရာလဲအမတန်ဝေးတဲ့အညာဒေတာမှာဖြစ်နေလို့သို့တော်လည်းပဲကျွန်တော်ဖေယိုဘုံပြုတ်ခြင်းနာရဲ့ကိုရဲ့ရေးပေါ်ရေးပဲအကိုရင်းကြီးတွေအပေါင်းသင်းနေတွေ့ခြင်းနဲ့ဆန္ဒကြ ကျွန်တော်မဖြစ်ဖြစ်အောင်လုပ်ပါလေအဲ့တော့ကျွန်တော်အခုဒီလိုလာလာမှာဆိုရဲကျွန်တော်ရဲ့ရောက်မယ်ဆိုရင်ဗီဇာတက်တန်းအရပါနော်ကျွန်တော်ဒီမှာ9ရက်ပဲကျွန်တော်နေမှာပါတင်းနေတာတွေရောက်ပါလေကျွန်တော်တင်းနေတာတွေကြာပြားမှာပါဒီကြားမှာနောက်တစ်ချိန်ဘယ်ချိန်လောက်ကိုရောက်လာမယ်ဆိုတာတော့ကျွန်တော်ဒီကကိုယ့်ရဲ့အပေါင်းစင်တွေ ရောက်တဲ့ပွဲလေးတွေကိုလည်းကျွန်တော်စုံစမ်းနေပါတယ်။အဲ့ဒီကမှီရဲ့အချိန်ကိုတော့ကျွန်တော်ထပ်မံရောက်ရှိလာပါဦးမယ်။အဲ့တော့ဒီကနေ့ကျွန်တော်ရုပ်ပြခြင်းနဲ့ကဗျာလေးရတော့အဖြစ်ကုန်ဆိုတဲ့ကဗျာလေးပါပဲ။အဲ့တော့ကျွန်တော်တို့ပြောကြမယ်ဆိုရင်အနာရောနာနာဘာပါမလဲ။ဆရာသမားမိဘဖခင်တယောက်တိုင်းသာအဖြစ်အမေပေါ့နော်မှတ်သားပြီးတော့ ျတော်တို့ဒီကဗျာလေးရေးပြီးပါပြီအဖေကဗျာလေးရေးပြီးပါပြီမြတ်ဘုရားပြည့်ကျွန်တော်တို့ကဗျာတော်မဆာမာရီယာအမေဘုံပြုတ်တဲ့စာလေးအမေအကြောင်းနေပဲအရေးများပါတော်တော်များများဖေးအကြောင်းကြောင့်ပါမတွေ့ဘူးတော့တွေ့တော့လည်းနဲတာပေါ့နော်တချို့အနေနဲ့ကျွန်တော်မဖောက်နိုင်ပါဘူးရှိရင်ရှိပါလိမ့်မယ်ကျွန်တော်ဒီကဗျာလေးကိုရေးလိုက်တယ် ရောင်းဝဆရာမတရားကပြောတယ်ဆရာရဲ့ဆရာကဟိုကကျေစုတယ်ပါလားကျမဖေချင်းတဲ့တမီးဒါနဲ့ကျမအခုရေးသမားကြီးဟာကြံတဲ့ဟာရေးခဲ့တယ်အမေအကြောင်းရေးခဲ့ဘူးလေအဖေအကြောင်းကိုတခါမှမရေးခဲ့မိဘူးတဲ့အခုဆရာကရေးလိုက်ပြန်ပြီဆိုတော့ဆရာကရောင်းကျမအရင်ကဟောကြတာပါလေသူကကျေလောက်လာကြောက်ကြတာနော်အဲ့တော့ 要讲啥？没说那些，第一，这个没过得了；要没说那些，第二个不离婚，接到后面的表达，工程我样没去读，后面都过来呢，别人我买了我们退了，没听明白路了呗。被辜负的，怎么样？有尴尬的，哈没有。第二一个，别成。 ြည့်စုံအောင်လို့လုပ်မယ်။သို့တော်လည်းပဲလုံးဝကြီးပြည့်ပြည့်စုံတဲ့အပြာတော်ဘုတော်ဖြစ်နိုင်မယ်လို့ကျွန်တော်ကတည်းကပြောရပါဦး။သို့တော်လည်းကြာလေဆရာတော်မောင်မြတ်ဖြစ်ပေါ်မိဘရှိသူတိုင်းအတွက်ပေါ်အားလုံးအတွက်ကျွန်တော်ရဲ့အပြာလေးကတော့အဖေကုန်ဆိုတဲ့အပြာလေးဖြစ်ပါမယ်။အဖေကုန်ဝိုင်းရုံနဲ့ပါ မငွေပါနဲ့ဒီအားရာကိုယ်ငါရဲ့ဝေဟုပိုက်ထွေးယူရရှုမဝနိုင်ချစ်ကြဒီကဒီအပြီမိခွာပြစ်ကိုမင်းပါကြီးကိစ္စကြီးငယ်အတွေ့အော်နဲ့တွေ့ဖယ်မှုကဲသူမပြင်းငယ်တချင်းဆိုပါလောက်ကြိုင်ပါရဲ့စိတ်မှာကြည်ညူမြူတတ်သူခလေးတယောက် 哎呦，因为要滴、啊，三老农业、五闹农呀？下水屋呀，跑龙达虎，一马一队，廿四月，背地山野阿带土，过水过山，养妻养老，生产协作，营山特果，特果都没看漂怕人平世界高去，娘两对上。 ဒီအဖအလေးကြီးလာဝန်တာအပြာများတွင်လိုရာမရှိပူရှံပြီဟုတွင်းပြီစင်ရင်ငါတိမြင်၍ဖခင်ယေရှုမြင့်မှုဟုကိုယေရှုမှန်စဆက်ခွင့်ရာကအိကျယူတို့ငါချစ်ဖို့တန်မိုးကြီးအဖေဘောဘောတော်ကောင်းပါဘုရားအဲ့လိုမြင်လာပါ ရာတက်ကောင်ပညာရေးရဒီနေ့ကျင်းပါမယ်ဆိုတော့ဒီနေ့ပတ်သက်တဲ့အကြောင်းအရာလေးတွေနည်းနည်းဖတ်တယ်ဖတ်တယ်တော်တော်များများပါတယ်သို့တော်လည်းပဲကာတုံးလေးတစ်ပုဒ်သွားတွေ့တယ်တော်တော်လေးသဘောကျတယ်အဲ့ဒီကာတုံးလေးတစ်ပုဒ်ကဒီကွက်ကတည်းကအဲ့ပရမသတ်ကွက်မှာအမေကြီးကနောက်တစ်ပတ်မှာအမေအလား နောက်တစ်ဘက်မှာကက်ဆက်ကလေးဆွဲလို့အမေ့စလာနောက်ဆုံးတစ်ဘက်ကျတော့ယောက်ျားကြီးတယောက်တုံနေအမေ့ယောက်ျားဒီတော့ကဒီလိုလေးဟေးဟေးဘယ်ပါဘေးအဖေအဲ့လိုရတာတော်တော်လေးအဖေကျွန်တော်တို့တွေအဖေကိုအာယုန်ထားမှုအားနေတယ်အနေအထားကြည့်ပါ အဲ့ဒီမှာမှကျွန်တော်ရောင်းမှသာမီးလုပ်ငန်းတွေပါတယ်ရှိနေတဲ့ချိန်မှာပေါမိုးလိုက်သစ္စာမြေကကြာတကြရင်သံသီးလိပ်ပြဆိုတဲ့တော့နာမည်နဲ့စောင့်ကြည့်တော့ထုတ်ကြတယ်ခပြားလေးပို့တယ်အဲ့ခပြားလေးတို့ရေးပြီးပါအကြောင်းရဘူးအဲ့တော့အရင်ကလေရည်စူးလိုက်ဒီမှန်အဖေမိဘအဖေမေမိဘပို့ပြအဲ့တော့ကျွန်တော်မိဘနဲ့ကျွန်တော်ခပြားလေးတို့ရေးပြီးခဲ့တယ်အဲ့ဒါလေးရတယ် ဒီတမဏိလက်ကြက်ကိုစောင့်ပြီးနေပါလားအဲဘာပေါ်နေပါလဲဒါလေးကိုကျတော့ဒီရေးတာကတော့ကိုကိုတိုင်းမိဘဆိုတဲ့အမည်နဲ့ရေးတဲ့ကြပါလေးပါအဲကိုကိုတိုင်းမိဘဆိုတော့အဖေပေါ့ဒီဒါလေးကိုကျတော့ယူပြီးတော့ဂုဏ်ပြုကြပါမယ်လောကအစဉ်အလာကြီးမှာလောကအစဉ်အလာကြီးမှာကမိဘနဲ့သားသမီး ဆုံးရသာရှိဆိုင်ရမရှိတတ်တဲ့လောကနိဗ္ဗာန်ဆိုတာငတ်ပြတ်နိဗ္ဗာန်စီသာသမိအတွက်ဆိုဘယ်ကမှမလစ်လပ်စေခြင်းအငမ်းမရချစ်တတ်ဖို့များပီတိစွမ်းနဲ့ဝမ်းပိုက်ပြီးဒါနိဗ္ဗာန်ဆိုတဲ့မြတ်တာကြီးလေးဘဝကိုတုံ့ကြကစကြင်စပဲရရသာသာဝါဝါမြေမြူကြကကိုသာသမိဘယ်လောက်များများသားအတွက်အားတွေဖြင့်သမီးအတွက်အားတွေဖြင့် ထုံးစေတဲ့မေတ္တာခိုင်မာတဲ့အပြုသုံးမှုနဲ့ကံရီပမာဒီမာကြီးတာတိကယင်းကြီးညသမီးကြီးကသေးစရာအငယ်ရေမှာသူ့လူနဲ့ဥတာညဉ့်ညင်းပြာကြည့်ပြောစရာအတိတ်ပဲချိန်ကားရောက်လို့ပြန်တန်းကြကိုယ်ဟုံကိုထမ်းကြကိုလန်းကိုလျှောက်ကြအိုးရင်ဒီတရားတကြီးဆောက်ဝမ်းမြောက်ကြဒီကအိုးဒီအမိနဲ့ဒီဖတ်ဟောတဲ့ချက်